မင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ပြီးတော့ជួបទៅလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့23ရက်နေ့ကဒီတူရကီနိုင်ငံမှာပေါ့เนาะလှုပ်ခတ်သွားခဲ့တဲ့ငလျင် မှတ်တမ်းဗီဒီယိုဖိုင်ကိုတင်ပြတော့မှာဖြစ်ပါတယ်23ရက်နေ့ကဒီတူရကီနိုင်ငံမြို့ပေါ့ဗောနော်ဒီပြင်းအား6.2ရှိတယ်ဗောနော်အားရှိတဲ့ငလျင်တူရကီနိုင်ငံမှာလှုပ်ခတ်သွားပါတယ်အာဒီတူရကီနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလျင်ကမြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလျင်နဲ့အလားတူပဲ6.2အာပြင်းအားရှိတယ်ပေါ့နော်တူရကီနိုင်ငံထဲမှာမှာငလျင်လှုပ်ခတ်အားအပြင်းဆုံးနဲ့ထိရောက်မှုတွေအများဆုံးနေရာကတော့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာပေါ့နော်ပြင်းအား6.2 ပြင်းရနဲ့လှုပ်ခတ်သွားတာပဲဖြစ်ပါတယ်။အဲတိုက်တာအဆောက်တွေဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှပြိုကျပျက်စီးတာလည်းတွေ့ရတယ်။နောက်ပြီးတော့ဒီလူအသေးအကြေးရှိလားမရှိလားဆိုတာတော့သတင်းတွေအတိအကျမဖော်ပြကြသေးဘူးပေါ့နော်။သတင်းတွေအတိအကျဖော်ပြတဲ့အခါကျလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ channel မှာထပ်ပြီးတော့တင်ပြီးသွားပါမယ်နော်။အခုလောလောဆယ်တော့ဒီအသေးအပြောက်တွေအတိအကျမတင်ပြီးသေးပါဘူး။ဒီတိုက်တာအဆောက်အုံတွေပြိုကျပျက်စီးတာတွေကတော့တွေ့ရတဲ့အတိုင်းပဲ။ဒီမြန်မာနိုင်ငံအလားတူတော်တော်လေးကိုမှထိခိုက်ပျက်စီးဆုံးရှုံးတာတွေတော်တော်များနေတယ်ပေါ့နော်။ powerful 6.2 magnitude earthquake struck the Sea of Marmara at 12:49 p.m. local time today. လောက်ခတ်သွားတဲ့ပြင်ရကတော့6.2ပြင်ရရှိတယ်ပေါ့နော်။သူတို့တူရကီနိုင်ငံရဲ့နာရီအချိန်နဲ့လောက်ခတ်သွားတဲ့အချိန်ကတော့၄နာရီအာ PM အချိန်လောက်မှာပေါ့နော်။လောက်ခတ်သွားတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးတွေပြုလုပ်ဆောင်ရွက်နေပြီးတော့ dead body တွေရှိမရှိကတော့အရေးအတွက်ပေါ့နော်အတိအကျပြုနိုင်ခြင်းမရှိသေးဘူးဒါပေမဲ့ဒီတန်ရာရတဲ့လူဦးရေကတော့တော်တော်လေးကုန်မှများတယ်လို့သတင်းတွေကြားသိရတယ်ပေါ့နော် Authorities have warned of more to come. Damage reports are incoming. Cracks, broken glass, and structural failures have already been recorded. Teams are inspecting critical infrastructure. ငလင်စာပြီးတော့လှုပ်ခဲ့တဲ့အချိန်မှာဒီ CCTV ကနေဖမ်းမိထားတဲ့မှတ်တမ်းတွေအရာရောနောက်ပြီးတော့ဒီဟန်ဖုန်းတွေနဲ့ရိုက်မိထားတဲ့ video file တွေအရာရောပေါ့နော်ဒီတူရကီနိုင်ငံမှာတော်တော်လေးကိုမှထိခိုက်ပျက်စီးဆုံးရှုံးသွားတာတွေကိုလည်းမြင်တွေ့ရနိုင်ပါတယ် stay out of damaged buildings expect updates stay prepared သူများနိုင်ငံကတခုကောင်းတာကကြတော့ဒီငလျင်တန်းပြီးတော့လှုပ်တယ်ဆိုလို့ရှိရင်သူတို့နိုင်ငံကဒီနီးစနစ်တွေပေါ့နော်ဒီငလျင်အချက်ပေးတဲ့တန်တွေကအချက်ပေးတဲ့အတွက်သူတို့တိုက်ပြင်ကိုပြေးထွက်ကြတယ်ပေါ့နော်ကိုရီးနိုင်ငံကတော့အဲ့လိုမျိုးနီးစနစ်တွေမရှိတဲ့အတွက်ပို့ပြီးတော့ထိခိုက်ခံရတယ်ပေါ့နော်အခုလောက်ကပ်သွားတဲ့ဒီ tricky ငလျင်နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်နောက်ထပ် update သတင်းတွေရလို့ရှိရင်ထပ်ပြီးတော့တင်ပြပါဦးမယ်နော်